ထဟိုပြောချင်တာကတော့ဒီဟိုကလေးတငယ်တွေဆိုတာပေါ့เนาะကလေးဆိုတာ ဒီအနာကဲရဲ့ကျဲဝင့်ကလေးတွေဖြစ်ပါတယ်ကျမတို့ရဲ့လမ်းပတဲ့အေးထက်နဲ့အဲလုံခြုံမှုပြည့်စုံတဲ့အတိုင်းပြည်တစ်ခုကိုတည်ဆောက်ဖို့အတွက်ဆိုရင်ဒီကလေးတွေရဲ့အနာကဲဟာလည်းထပ်တူအရေးပါပါတယ်သူတို့ဟာတစ်ချိန်မှာအတိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖြစ်လာမယ်တိုင်းပြည်ရဲ့အနာကဲတွေဖြစ်လာမယ်အဲလူငယ်လေးတွေဖြစ်တဲ့အတွက်ဒီလိုမျိုးအကြောင်းမျိုးမျိုးနဲ့ကျမရင်ခွင်ပြောက်ပေါ့ကျမကဒီနေရာမှာမိပါမဲဆိုတဲ့အသုံးနှုံးလေးကိုမသုံးချင်ပါဘူးဟိုဘာလို့ဆိုရင်မွေးလူတယောက်မွေးဖွားလာကြတဲ့အခါမိ ီဖဆိုတာရှိပြီးသားဖြစ်ပါတယ်။ तू အမေမရှိပဲအဖေမရှိပဲနဲ့ तू ဟာလောကကြီးထဲကိုရောက်မလာပါဘူး။ဟိုအเจ้าမျိုးမျိုးကြောင့်အဲ့ဒီမိဖဆိုတဲ့ရင်ခွင်ကလေးပျောက်သွားတဲ့ကလေးပေါ့နော်။အဲ့ဒီကလေးတွေကိုကျမတို့ကဟိုအစားထိုးရင်ခွင်ကလေးပေးတာပေါ့။ ဆိုတော့ဒီရင်ခွင်ကအာဒီရင်ခွင်ဟာကျွန်မတို့ရခိုင်အပြည်သူတရက်လုံးကမျှပေးမယ်ဆိုရင်အင်းကျွန်မတို့ရဲ့ဒီအနာကက်ကလေးတွေရဲ့ဘဝဟာပို့ပြီးတော့ဟိုသူတို့မှပျောက်ဆုံးနေတဲ့မေတ္တာလဲရမယ်လုံလုံခြုံခြုံနဲ့လဲကြီးပြင်းမယ်သူတို့ရဲ့အနာကက်တွေလဲလာပါလာမယ်ဖြစ်တဲ့အတွက်ဟိုအကုန်လုံးကဝိုင်းရံပေးကြပါလို့ကျွန်မကတောင်းဆိုချင်ပါတယ်